င်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို YouTube channel ထောင်ထားတဲ့တငယ်ချင်းတွေအတွက်အရင်ကိုအသုံးပြုပြီး YouTube လို့ကိုဘယ်လိုဆွဲရမလဲဆိုတာဒီဗီဒီယိုမှာပြောပြပေးသွားမယ်ဆိုတော့ကျွန်တော်တော့ဒီနေ့ခက်မှာတော့ဒီရာရာရာကိုဒီ AI ကိုအသုံးပြုပြီးတော့အကုန်လုံးရာအားလုံးဒီဘက်ကိုလောက်ခိုင်းလို့ရနိုင်ဖြစ်တဲ့အတွက်တငယ်ချင်းတို့တွေအနေနဲ့ AI အသုံးပြုနည်းကိုလေ့လာထားကြပါလို့ကျွန်တော်ပြောချင်တယ်ဆိုတော့ နောက်တော့အရင်ဆုံးဒီ Play Store ဖြစ်ဖြစ် Chrome Browser ဖြစ်တခုတွားပြီးတော့ကျွန်တော်တို့ဒီ software နှစ်ခုကိုဆွဲလိုက်ပါနောက်မှာတစ်ခုကတော့ကျွန်တော် DCAI ပေါ့နော်အခုနောက်ပိုင်းမှာခေတ်စားလာကြတဲ့ DCAI ရဲ့နောက်တစ်ခုကတော့ကျွန်တော်တို့လေ logo brand တစ်ခုထုတ်ဖို့အတွက် Ideogram ဆိုတဲ့ software လေးကို download မဆိုဘဲနဲ့လည်းကျွန်တော်တို့ Chrome မှာတိုက်ရိုက်အသုံးပြုလို့ရရပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ အိုက်ဒီဂရမ်ကိုဒေါင်းလုဒ်ဆွဲမထားဘူးဒီ DCN ကိုတော့ဒေါင်းလုဒ်ဆွဲထားတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် DCN ကနေလိုဂိုတစ်ခုထုတ်ဖို့အတွက်ဒီ DCN ကနေပြီးတော့ကျွန်တော် print တစ်ခုထုတ်ခိုင်းမှာပေါ့နော်အဲ့တော့ DCN နဲ့ဝင်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကျွန်တော်ကတော့ဒီလိုင်းဝင်ထားဖြစ်တဲ့အတွက်ဒီကားတံပေါ်ပါနော်။ဒါကကျွန်တော်တို့နေဒီ DCN နဲ့ဝင်မယ်ဆိုရင်တော့ဒီ ကျွန်တော်တို့ဂျင်မီတခုနဲ့ဒီလောင်းရင်ဝင်ခိုင်းနေပေါ့နော်အဲ့တော့ဂျင်မီနဲ့ချိန်ပြီးတော့ဝင်ပြလိုက်ကျွန်တော်တို့ဝင်မိသားဖြစ်တဲ့အတွက်အဲ့ဝင်နေတာတော့တော်မပြတော့ဘူးဆိုတော့ပြင်မှာတငယ်ချင်းတို့တည်ထားမှာကတငယ်ချင်းတို့ရဲ့ YouTube channel ကဘယ်လိုမျိုးစားလဲဒီ creator YouTube လားဒီ knowledge sharing လားဇက်ထွားတငယ်ချင်းတို့ရဲ့ YouTube channel နဲ့ပတ်သက်ပြီးတော့တည်ဖို့လိုတယ်တကယ်လို့တငယ်ချင်းတို့က knowledge sharing နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်မယ်ဆိုရင် အဲ့တော့ဒီမှာရေးလိုက်မယ်ကျွန်တော်တို့ရဲ့ channel name နဲ့တကွ logo ပုံထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ data knowledge share ဆိုတဲ့ YouTube channel အတွက် ideogram logo တစ်ခုဆွဲဖို့ print တစ်ခုထုတ်ပေးဆိုပြီးတော့ကျွန်တော် digital AI မှာ print တစ်ခုထုတ်ပေးဖို့အတွက်ကျွန်တော်ရေးလိုက်မယ်ဒီမှာကောင်းတာတစ်ခုကကျွန်တော်တို့ညီမမြန်မာလိုလဲရေးလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ အရင်ကမြန်မာလိုလဲနားလည်ရဖြစ်တဲ့အတွက်ပို့ပြီးကျွန်တော်တို့တွေတို့ကစင်ပီယာပဲဖြစ်ပါတယ်ဗျအဲ့တော့ပို့လိုက်မယ်ကျွန်တော်တို့ပရင်တက်ခုထုတ်ခိုင်းလိုက်မယ်โอเค ဒီလိုကျွန်တော်တို့ရလာရေးဆိုဒီ prompt ဆိုတဲ့ဒီ english စာလုံးလေးကိုကျွန်တော်တို့ copy ယူလိုက်မယ်အဲ့တော့ကြာကြာလေးဖိလိုက်ပြီးရင် select text ဆိုတာလေးကိုနှဲလိုက်မယ် okay ပြီးရင်တော့ကျွန်တော်တို့လိုတဲ့နေရာလေးကို copy ယူလိုက်ပြီးရင်တော့ copy ဆိုတာလေးကိုနှဲလိုက်ပြီးရင်တော့ဗတ်ပြန်ထွက်လိုက်မယ် okay နောက်တစ်ခုကျွန်တော်တို့ဘာလုပ်အောင်မလဲဆိုရင်တော့ဒီထုံးတော့မဟုတ် browser တစ်ခုခုတွေကိုသွားမယ် logo တစ်ခုထုတ်ဖို့အတွက်ကျွန်တော်တို့ခုနက print ကို test do email ပြောင်းမှုအတွက်ဒါဆိုမဟုတ် Chrome browser ကိုတွားပြီးတော့ကျွန်တော်တို့ algorithm ဆိုပြီးရိုက်ရှာလိုက်မယ် algorithm AI ဆိုပြီးရိုက်ရှာလိုက်မယ် okay ဒီမှာညံပုံစံလေးနဲ့ကျွန်တော်တို့မှတ်ညံပုံစံလေးနဲ့ဒီမှာပြနေတဲ့ဟာလေးကိုနှိပ်လိုက်โอเคဒီမှာကျွန်တော်တို့ ်ခုနက copy ခွေးခဲ့တဲ့ဒီဟာလေးကိုကျွန်တော်တို့ဒီနေရာမှာ paste ဆိုပြီးရိုက်ချလိုက်မယ် okay ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဘာမှန်းပြင်နေရမလို့အဲ့တော့ကျွန်တော်တို့တွေ YouTube မှာ logo တစ်ခုဆွဲมาဖြစ်တဲ့အတွက် CC ratio 9ကိုယူလိုက်မယ် okay ပြီးတော့ရင်ဆိုရင်တော့ဒီမှာ generate ဆိုတာရှိတယ်အဲ့ generate ကိုနှိပ်လိုက်မယ် โอเคခဏဆောင်းမှာကျွန်တော်တို့ generate လုပ်နေပေါ့နော်ပုံ โอเคဒီမှာတငယ်ချင်းတို့ကြမ်းနေတတ်တဲ့ပုံလေးရရပါเนาะမှာတငယ်ချင်းတို့ဒါတော့ဒါ AI ကိုအသုံးပြုပြီးတော့လွယ်တကူပုံဆွဲတဲ့နေလေးပေါ့เนาะကျွန်တော်တို့ကပုံကိုတစ်ခုချင်းညီကြည့်နေတယ်ဆိုတော့ဒီမှာ creation ဆိုတဲ့ဒီမှာ အောက်ကတပ်ပုံပုံစံလေးကိုနှိပ်လိုက်โอเคဒီမှာတစ်ခုချင်းကြည့်လို့ရရပါတော့ ကျွန်တော်တို့ generate လုပ်ထားတဲ့ပုံတွေကိုတစ်ခုချင်းကြည့်လို့ရတယ်။ဝေဒီမတ်ငွေချင်းတို့ generate တဲ့တဲ့ပုံလေးကိုမှဒီကျွန်တော် use save လိုက်လို့ပေါ့နော်။ save ရလဲလွယ်လေးကျွန်တော်ဒီမပုံလေးကိုထောက်လိုက်ပြီးရင် download image ကိုနှိပ်လိုက်။ Okay ။ဒါလေးကတော့ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ logo ဆွဲခိုင်းတဲ့နည်းလေးဖြစ်ပါတယ်ဗျ။အဲ့တော့ နောက်ထပ်ဘာတွေသိချင်သေးလဲကွန်မန့်မှာရေးခဲ့ပေးပါတကယ်ချင်းတို့တွေတော့ကျွန်တော်ရဲ့ဗီဒီယိုလေးရအထောက်အကူဖြစ်စီဆိုတော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးပြုလို့ပါဖို့ပြောချင်ပါတယ်ဗျာ